ဖုန်းဆော့ဝဲဖွက်တဲ့နီလန်းကိုတော်တော်များမိထားပြန်တွေ့လို့ဂျွန်ဗျူဖုန်းတွေမှာဘယ်လိုမျိုးဖွက်လဲဆိုတာပြောပြပါမယ်။ကျွန်တော်တို့ဒီစက်တင်နေကိုဝင်မယ်။စက်တင်နေဝင်ပြီးတော့လို့ရှိရင်တော့ဂျူဒီအောက်ကိုဆွဲလိုက်လို့ရှိရင်ဒီမှာ password and security ဆိုတာရှိပါတယ်။အဲဒီဝင်ပါမယ်။ပြီးရင်တော့ဂျွန်အောက်ကိုနည်းနည်းဆွဲလိုက်လို့ရှိရင် privacy and add encryption ဆိုတာရှိတယ်။ဒီမှာဆိုရင် password 6လုံးထားခြင်းလည်းရရတယ်။၄လုံးဒါမှမဟုတ် button ဒါမှမဟုတ် alphabet တွေထားထားခြင်းလည်းဆိုလည်းရပါတယ်။ကျွန်တော်ကတော့၄လုံးထားပြပေးလိုက်မယ်ပေါ့နော်။ ပိုက်ဆော့လေးလုံးထားပြီးသားလို့ရှိရင်ဒီကောင်ကကြ recovery answer ပေါ့ဒီမှာကျတော့ကိုကြိုက်တာကိုတော့ထားလို့ရတယ်ကျွန်တော်ကတော့ A လေးတွေပဲထားထားလိုက်တယ်ပြီးရင်တော့ recovery G မထက်ခိုင်းနဲ့ထက်ထက်ရှင်လည်းရတယ်မထက်ရှင် elevator နဲ့လည်းရပါတယ်ပြီးရင်တော့ application form မှာဆိုတော့ app hiding နဲ့ကိုသွားမယ်။ပြီးရင်တော့ဒီ view hidden apps ကတော့မဖြစ်မနေနှိပ်ပေးရပါမယ်။ပြီးရင်ကိုပေါ့ရှင်တဲ့ application လေးတွေကိုရွှေ့ချလိုက်မယ်။ဒီမှာဆိုရင်လည်းအတူတူပဲဒီ အဲအမှန်ရေးလေးချိန်လိုက်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီ software လေးတွေကိုရွှေ့ချလိုက်မယ်ကဲကျွန်တော်ဒီမှာဆိုရင်ဖွင့်ထား application တွေပြန်ဖွင့်ခြင်းနဲ့ဆိုရင်လက်လေးနှချောင်းနဲ့အပေါ်ကိုပင့်တင်လိုက်ပါမယ်ပြီးရင် password တွေထည့်လိုက်မယ်ဒါဆိုရင်တော့ထွက်လာပါပြီလက်လေးနှချောင်းနဲ့ screen ကိုဒီလိုလေးပင့်လိုက်ပါဒါဆိုရင်ရပါပြီနော်ကဲလို့မှာကိုကဖွင့်ထားတဲ့ software တွေကိုပြန်ဖွင့်ခြင်းနဲ့ဆိုရင် ျွန်ခဏကဖွက်တဲ့နေရာပဲပြန်ပြီးတော့သွားမယ်ပြီးရင် password ရိုက်မယ်ပြီးရင်ဒီ app hiding နဲ့မှာကိုဖွင့်ထားတဲ့ application တွေကိုပြန်ပြီးတော့ပိတ်ပေးလိုက်ပါဒါဆိုရင်တော့ software က loss screen မှာပြန်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်